မင်္ဂလာပါ The Sport ပရိသတ်ဒီအားလုံးလည်းမင်္ဂလာပါမနေ့ကချန်ပီယံဆက်ကြောင်တဲ့ချုံတွေအဆင့်ပွဲစဉ်တွေကတော့ကစားလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါလိမ့်ဆိုတော့ Qualify Final ကိုတက်တဲ့အသင်းတွေကလည်းခွဲခွဲပြားပြားသိရှိခဲ့ရပြီဖြစ်ပါလိမ့်အောင်ဆယ်နဲ့ Stormila အသင်းတို့ကတော့ချန်ပီယံ Qualify Final မှာခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရည်ရွယ်ဆိုင်ကြုံတွေ့နေရပါလိမ့် Premier League ကိုကုစားပြီးအသင်း2သင်းအား Champions League Qualify Final မှာကြံရှိနေတဲ့2သင်းပြီးတော့အသင်းလည်းပဲဖြစ်ပါလိမ့် မန်စီကချမ်လီပလေးအောင်ဆက်ပါပဲရီယယ်မတ်ထွက်ကိုရှုံးနေပြီးတော့ထွက်ခွာခဲ့ရပြီဖြစ်သလိုလဘဝသင်းကလည်း PSD ကိုရှုံးနေပြီးဆက်ချောက်တဲ့အစိမ်းကလည်းထွက်ခွာခဲ့ရပြီဖြစ်ပါလိမ့်။နေပြောင်းလီတော်ရာဆင်းတဲ့တဲ့ဦးနဲ့အမရီရဲ့အစတိုမီလာအသင်းဟာခလာဖာရဲမှာခက်ခဲတဲ့ပြိုင်ပွဲတွေနဲ့တွေ့ဆုံရမှုအဖြစ်ရီယယ်မတ်ထွက်နဲ့ PSD အသင်းနဲ့ထိတဲ့တွေ့ဆုံနေတာလည်းပဲဖြစ်ပါလိမ့်။ ရပရိယ BS ရဲ့တဲ့နှစ်ခုစီတီကြခဲ့ပြီးနှစ်ကြောပေါင်းရလဲ9ခု3ခုနဲ့အနိုင်ရရှိတဲ့အာဆန်အသင်းဟာအတလတီကိုမတ်ထွေအသင်းကိုပီနယ်တီအဆုံးဖြတ်တဲ့အငင်းပွားဖွယ်အနိုင်ရရှိတဲ့ရီယယ်မတ်ထွေအသင်းနဲ့ရင်ဆိုင်တွေ့ရမှာလည်းပဲဖြစ်ပါလိမ့်။ Club Brugge ကို3ခု9ခုမရှိတဲ့အနိုင်ရရှိခဲ့ပြီးနှစ်ကြောပေါင်းရလဲ6ခု3ခုနဲ့အနိုင်ရရှိတဲ့ Aston Villa အသင်းကပြင်သစ်ဘရင် PSG အသင်းနဲ့ရင်ဆိုင်တွေ့ဆုံနေတာလည်းပဲဖြစ်ပါလိမ့်။ အန်ဝန်စရာကောင်းတာကတော့အာဆနယ်အသင်းနဲ့ဗီလာအသင်းတို့ဟာကွာတာဖိုင်နယ်ကိုကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ဆီမီဖိုင်နယ်မှာထိတ်ထိတ်တွေးဆုံကြမယ်အသင်းတွေလည်းပဲဖြစ်ပါလိမ့်။အခြားကွာတာဖိုင်နယ်ပွဲစဉ်တွေအဖြစ်အီတလီချန်ပီယံဒမ်မီလာအသင်းနဲ့ဟာရီကိန်းရဲ့ဘိုင်မနစ်အသင်းတို့ထိတ်ထိတ်တွေးဆုံနေတာလည်းပဲဖြစ်ပါလိမ့်။ဒေါ်မွန်ကလည်းဘာစီလိုနာအသင်းနဲ့ထိတ်ထိတ်တွေးဆုံနေတာလည်းပဲဖြစ်ပါလိမ့်။ချမ်ပီယံလိမှာဗီလာအသင်းသမိုင်းသစ်ရေးထိုးခြင်းလေလို့ဖွင့်ရပြောဆိုလာတယ်မကင်း အစရောမီလာဒီယာတင်းအောင်ဆောင်မကင်းကချန်ပီယံကွာလာဖိုင်နယ်မှာ PSG အသင်းနဲ့တွေ့ဆုံနေတဲ့အခါသူ့အသင်းဟာသမိုင်းမှတ်တမ်းအသစ်ရေးထိုးခြင်းနဲ့လို့ဖွင့်အားပြောဆိုလိုက်ပါလေ။ဗီလာယမနီရောက်ဆယ်ယောက်ကြံကလပ်ရူးချက်ကို၃ဂိုးဂိုးမရှိနဲ့ဂိုးပြတ်နိုင်ရအပြီးမှာတော့42နှစ်အတွင်းဥရောပထိုင်တဲ့ကလပ်ပြိုင်ပွဲရဲ့ရှင်းသင်းအဆင့်ကိုပထမဆုံးအကြိမ်တက်ရောက်ခဲ့တာလည်းပဲဖြစ်ပါလေ။ဥရောပအမေရိကန်ကလပ်အသင်းဟာဆယ်ယောက်တင်အဆင့်မှာနှစ်ကြောပေါင်းရလဲ6ဂိုးတခုနဲ့အနိုင်ရရှိတာဖြစ်ပြီးဗီလာဘက်မှဒုတိယကြောပွဲစဉ် ဒုတိယပိုင်းမှာမာဂိုအဆန်စီရဲ့လူစားဝင်မီနှစ်ကိုတွင်းယူပေးကြလာပဲဖြစ်ပါလိမ့်။ဗမာပိုင်းစောပိုင်းမှာမာဂယ်ရက်ရှ်ဖို့ကိုပြည်တန်ဂျူးလုံဂလုကရပ်ဘလူးချမ်းမကီရန်စာဗီထုတ်ခံကြရတာလည်းပဲဖြစ်ပါလိမ့်။အစောမီလာတီအထောင်ကွာ82ခုနှစ်ကဒီပြိုင်ပွဲမှာဘိုးဆွဲပြီးနောက်ပိုင်းပရမဆုံးအကြိမ်ဇင်မီဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ကြိုးပမ်းနေပြီးမကင်းကတော့အေဘယ်လာမှာ BSD အစင်းနဲ့တွေ့ဆုံတဲ့အခါသူတို့ရဲ့တနအိပုံမြင်ဆန်တဲ့ရာသီကိုဆက်လက်ထိန်းသိမ်းဖို့စိတ်ပိုင်းဖြတ်ထားတာလည်းပဲဖြစ်ပါလိမ့် ဒါတော့တကယ်ကိုယူသွတ်เสียရပါပဲလာပေါင်းများစွာစ조사အားထုတ်ခဲ့ကြရပါလိမ့်ဂျမနီကောလာဖိုင်နယ်ကိုရောက်ပြီလားဒါထက်ပိုးပြီးတော့ဘာတောင်းဆိုเสียရှိတော့မှလဲလို့သူကဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်ပထမပိုင်းမှာကျွန်တော်တို့ကိုကိုကိုအားနဲ့ဈေးခဲ့ပါလိမ့်ဒါပေမဲ့ဆေးရောက်ထန်းနေတော့သူတို့ကပိုးကောင်းတဲ့အသင်တစ်သင်းပဲဖြစ်ပါလိမ့်မာကိုကလူစားလဲဝင်လာတော့ကျွန်တော်တို့ကန်ကောင်းသွားပါလိမ့်ဒုတိယပိုင်းကတော့အရန်ကိုကောင်းမွန်ခဲ့ပါလိမ့် PSG အသင်းနဲ့နှစ်ကြော်စလုံးစားတာတက်ပိုးပြီးတော့ခက်ခဲတာတော့မရှိပါဘူး ကျွန်တော်တို့ကဒီပရိသတ်တွေကိုထောင်ရမှတ်မိဈေးမဲ့အတွေ့အကြုံမျိုးကိုပေးနေပါလေ။ကျွန်တော်တို့ကသမိုင်းမှာနာမည်ရေးထိုးခြင်းပါလေ။ပြီးတော့ဒီလိုညတွေကိုပို့ပြီးတော့မကြာခဏဖြစ်စေခြင်းပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။အစိုးရလာတိရပြီးတဲ့ရာသီရီးမားလီယံထိုင်ဆုံ၄သင်းထဲမှာရက်တီဘီအန်အောင်ချမ်ပလီကိုအားသင့်ဖွယ်ဝင်ဝင်ရောက်ရှိခဲ့တဲ့အသင်းပဲဖြစ်ပါလေ။2022 2023ရာသီနောက်ပိုင်းဒီပြိုင်ပွဲမှာပါဝင်ခဲ့တဲ့အက်စတိုမီလာအသင်းတို့ဟာကလပ်ရေးချက်ကိုမဖြုတ်ခင်ဘိုင်ယန်မြူးနစ်၊လိုက်ပ်ဇစ် ဘောလုံးနာနဲ့ဆက်ရည်အသင်းတို့ကိုအဆိုးအဆင်မှလည်းဟမတ်ရစေအောင်အနံ့ယူနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။ယမနီကမထွေထားပြီးပွဲစဉ်မှာ28စက္ကန့်အနည်းနဲ့ချက်မလီဂိုသွင်းစံချိန်ကိုတင်လာခဲ့တဲ့အဒရတီကိုမထွေအသင်းရဲ့ကစားမကဲလက်ကဂေါနာကလကာကယမနီတို့ကရီယယ်မထွေအသင်းနဲ့ချက်မလီဆဲချောက်သွင်းချုံတွဲအဆင့်ဒုတိယကြော့ပွဲစဉ်မှာပွဲစားပထမဆုံးမိနစ်အတွင်းမှာပဲဂိုသွင်းယူနိုင်ပြီးနောက်စံချိန်အသစ်တွေရေးထိုးလာနိုင်ခဲ့ပြီဖြစ်ပါလိမ့်။ ကလကအပွဲစား28စက္ကန့်မှာပဲအဒရီဂိုမတ်ထွေအသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ဂိုးကိုသွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်။ကလက28စက္ကန့်မှာပဲဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ဂျမနီသမိုင်းမှာမြန်အောင်ဂိုးအဖြစ်တမမှတ်တိုင်းမှာစိုက်တူနိုင်ခဲ့ပါဘူး။ဂျမနီသမိုင်းမှာမြန်အောင်ဂိုးအဖြစ်30ဒသမ1နှစ်စက္ကန့်နဲ့ဗန်မနီအသင်းရဲ့တိုက်စစ်ဇာမာမက်ဂီရဲ့2009ခုနှစ်မီရီယမ်မတ်ထွေကိုအဖြစ်ယက်တီနေတော့လည်းပဲဖြစ်ပါလိမ့်။ဒါမဲ့ကလကတော့ဂျမနီသမိုင်းမှာမြန်အောင်ဂိုးသွင်းနိုင်တဲ့အင်္ဂလိပ်ဇာမာတစ်ယောက်ဖြစ်လာခဲ့ပါလိမ့်။ ဒါပြင်ကလေးကမက်ထရစ်ဒါဘီပွဲစဉ်မှာကိုသွင်းနိုင်တဲ့ပရမဆုံးသောအင်္ဂလိပ်ကစားမတက်ရောက်လဲပဲဖြစ်လာပါလိမ့်ပရမကြောင့်လုံကနှုတ်ကုတ်ကုနဲ့ရှုံးနေခဲ့တဲ့အဒရတီကိုမက်ထရစ်သိန်းဟာကလကာရဲ့ဂိုးနဲ့ပွဲကိုဥဆောင်နိုင်ခဲ့ပေမဲ့ပွဲချိန်တွင်နှစ်ကြော်ပေါင်းရလဲနှုတ်ကုတ်စီသည်ကြာနေမှုနဲ့အတူပင်နယ်တီကန်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်ပင်နယ်တီအဆုံးဖြတ်မှာတော့ဂျူလင်ဘာရက်စ်ရဲ့ပင်နယ်တီကိုကန်ချက်နှစ်ချိန်ထိတယ်ဆိုပြီးညင်းမောက်ပွဲဆုံးဖြတ်ချက်ကြောင့်ညင်းပယ်ခံရပြီး၄ဂိုး၂ဂိုးနဲ့ရှုံးနေခဲ့ရတာလည်းပဲဖြစ်ပါလိမ့် ရီယယ်မတွေ့တဲ့အရီနိုင်ပွဲကြောင့်အတလတီကိုမထွက်တဲ့ကိုချန်ပီယံလိမှာရောင်းလုံးပြည့်အနိုင်ရရှိထားတဲ့ဆန်ကြီးကိုဆက်လက်ထိန်းထားနိုင်ကြတာလည်းပဲဖြစ်ပါပြီ။ရီယယ်မတွေ့တဲ့အတလတီကိုမထွက်တဲ့ကို2014နဲ့2016ချန်ပီယံဘောလုံးပွဲတွေမှာလည်းအနိုင်ရခဲ့ဥတာလည်းပဲဖြစ်ပါပြီ။ကာရမန်ဘောလုံးပွဲမှာတေကြပါလွဲချော်သွားတော်မဲ့အလက်ဇန္ဒားအာနိုအလက်ဇန္ဒားအာနိုဟာတန်ရာပြဿနာကြောင့်နူကောက်ဆဲအသင်းနဲ့ရင်ဆိုင်စားမဲ့လောဘုဒ်ရဲ့ကာရမန်ဘောလုံးပွဲကိုတေကြပါလွဲချော်တော်မှာဖြစ်ကြောင်းသိရှိရပါပြီ။ လာဇနာအနောရမနီတို့က BSD ရဲ့အသင်းကိုပင်နီဒီနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်မယ်။အခုကမှတော့ဒေလီမေကလာဇနာအနောဟာဒိန်ဝင်နဲ့နယူကာဆယ်အသင်းရဲ့ကမ္ဘာမလားဘောလုဘက်ကိုတေချာပေါက်လွှဲချော်တော့မှဖြစ်ကြောင်းဖော်ပြခဲ့တာလည်းပဲဖြစ်ပါလိမ့်မယ်။ဒါပေမဲ့လက်စနာအနုဟာချင်းကျိုးတရားပြင်းထန်မှုမရှိမှုနဲ့အတူအခုယာဒီမှာကစားနိုင်ဦးမှာလည်းပဲဖြစ်ပါလိမ့်။ယာဒီကမှလဘောဝတ်တင်တဲ့စာချုပ်တရံကုံဆုံးမဲ့လက်စနာအနုကိုအင်္ဂလန်ရဲ့ကဘာဘလာချက်စီပွဲစဉ်မှာပါဝင်နိုင်မလားစောင့်ကြည့်ရမှာလည်းပဲဖြစ်ပါလိမ့်။ နေပါနေစောကတော့လက္ခဏာအလုံးမပါဝင်နိုင်မှုနဲ့အတူကွန်ရှောက်ကိုကရမမလာဘောလူပဲမှာအသုံးပြုလာမှလည်းပဲဖြစ်ပါလိမ့်လောဝီရဲ့အခြားသောညာနောက်ခံစားမအဖြစ်ဘရက်လီကလည်းတန်ရာအကြောင်းအနားယူနေရတာလည်းပဲဖြစ်ပါလိမ့်ထို့လိုပဲမိုင်ရတဲ့အသိမှာတန်ရာအကြောင်းကာလာရှည်နားယူနေရတဲ့မေဆယ်မောက်ကလည်းလေ့ကျင့်ခန်းတွေပြန်လည်ဆင်းနိုင်နေပြီလို့သိရှိရပါလိမ့်မေဆယ်မောက်တန်ရာအကြောင်းကာလာရှည်နားယူနိုင်ပြီးတော့နောက်မကြာခင်မှာပဲယူရတဲ့ဇာမိုရီနဲ့အတူအပြေးအဝလေ့ကျင့်ခန်းဆင်းလာတော့မှလည်းပဲဖြစ်ပါလိမ့် မေဆယ်မောင်ကတော့23ခုနှစ်နွေရာသီမှာထဲသေးသေးကနေပြောင်းလာပြီးတော့မိုင်ရတ်တက်မှာဒဏ်ရာပြဒနာတွေနဲ့ကြုံနေရသူလည်းပဲဖြစ်ပါလိမ့်။သူဟာဒဏ်ရာပြဒနာတွေကြောင့်ယူရတ်တက်အသင်းမှာ32ပွဲတည်းသာကစားထားနိုင်ပြီးတကူတည်းသာသွင်းယူထားနိုင်တယ်လို့တကြိမ်နဲ့လည်းဖန်တီးပေးထားတာလည်းပဲဖြစ်ပါလိမ့်။သူဟာနောက်ဆုံးအချိန်နဲ့ရရှိခဲ့တော့ဒီဇင်ဘာလတုန်းကမန်ချက်စတာဒါဘီပွဲစဉ်မှာတကယ်ကြောဒဏ်ရာရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။တကယ်သလတ်တရဖော်ပြအချက်အရအင်္ဂလန်ကွင်းလန်ဇာမဟာလာမယ့်ရက်တွေအတွင်းမှာတင်းနဲ့တူလေ့ကျင့်ခန်းဆင်းလာတော့မှဖြစ်ကြောင်းသိရှိရပါလိမ့်။ ဒါပေမဲ့ဂျာမနီနဲ့ရီယယ်ဆိုစီတို့ကိုအခင်စားရမယ့်ယူဘာလီဆဲကြောင့်တင်ချုံတဲ့အဆင့်ဒုတိယကြောင့်ဘဲစင်ကိုတော့လွယ်ချော်လာဖို့တော့ရှိနေပါလိမ့်။ရတဲ့ကလာမယ့်တင်းကွင်းနေမှာလက်စတာစီတီအသင်းနဲ့ပရီးမီးယားလိဘဲစင်ရန်ဆိုင်စားရဖို့ရှိပါလိမ့်။တင်ကနေထွက်ခွာဖို့အတွက် market rush ကိုပေါင်သန်း20ပေးလာဖို့ရှိနေတယ် Manchester United ။ယူနိုက်တက်ကအခုနေရာဒီမှာ market rush ကိုအတင်းကနေထွက်ခွာလာစေဖို့ပေါင်သန်း20အထိပေးလာဖို့ရှိနေတယ်လို့သိရပါလိမ့်။ နေပြမုန်ရဲ့လောင်းမာနေရပြောင်းနေခဲ့တဲ့အသက်29နှစ်အရွယ်မာကက်ရက်ဖြိုဟာဆောင်းအတီတုံးကအီယာတီကွန်တီဗီလာကိုငှားနဲ့တွားရောက်ဇာနေသူလည်းပဲဖြစ်ပါလိမ့်။သူဟာဗီလာတင်းကိုဖြောင်းလာပြီးတော့ငါးပွဲစားထားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ကိုရောတွင်းယူနိုင်ခြင်းမရှိသေးပါဘူး။မာကက်ရက်ဖြိုက2023ခုနှစ်နွေရာသီကမှယူရတဲ့အသင်းနဲ့စာချုပ်တွေထုတ်ဆိုထားသူလည်းပဲဖြစ်ပါလိမ့်။သူဟာယူရတဲ့အသင်းနဲ့2028ခုနှစ်ဒီစာချုပ်တွေထုတ်ဆိုထားတာဖြစ်ပြီးဒီဘက်လောက်ကလာစာပေါင်း3,250ရရှိနေသူလည်းပဲဖြစ်ပါလိမ့်။ ဒါပေမဲ့ run rate ဟာ market ratio ကို vela ကိုရောင်းချနိုင်ရင်အတွက်ပေါင်သက်20ပေးလာဖို့ရှိနေတယ်လို့သိရှိရပါတယ်။ vela တွေက market ratio ရဲ့ငှားစာချုပ်မှာပေါင်သက်40နဲ့အပြည့်အစုံခေါ်ယူနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ vela ဟာ market ratio ရဲ့ developer ကလာစာပေါင်3,250ကိုပေးလာနိုင်ဖို့တော့မရှိပါဘူး။ဒါကြောင့်လည်း run rate ဟာ vela အသင်းကိုရောင်းချနိုင်ဖို့အတွက် market ratio ကိုပေါင်သက်20နှစ်နာချေပေးလာနိုင်တယ်လို့သိရှိရပါတယ်။ ကျေးဇူးတင်ပါတယ်ပိုင်တဲ့မျိုးလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ